ားလုံးပဲမင်္ဂလာပါရှင်ကျွန်မဒီနေ့ဖတ်ပြပေးမှာကတော့ဆရာမမဝင်းမြင့်ရေးသားထားတဲ့ရီယော်မှန်းအိုင်ဆန်းရီပြားဆိုတဲ့ဝတ္ထုလေးရဲ့အပိုင်း၁ပဲဖြစ်ပါလိမ့်ရှင်ရီယော်မှန်းအိုင်ဆန်းရီပြားအခန်း၁မောင်စိမ့်မောင်ပေါ်မှာမြည်တို့မြဖောက်ပြန်သောစိတ်မျိုးမထားခဲ့ပဲအကူသားချင်းတို့သာဖြူစင်သည့်ခင်မင်မှုကိုထားခဲ့သည့် မခင်ရွှေသည့်ကျင်ကျင်တို့အတိုင်ဝန်းမှလှိုင်းကြီးရဲ့ပုံတလို့မထိခလုံထိခလုံပြောနေကြသည့်စကားတွေကြောင့် မောင်စိမ်းမောင်ရှိနေရာခြံကြီးတို့ပင်မတော်တော့ပဲလမ်းဖြတ်ထားခဲ့သည်ယခုမောင်စိမ်းမောင်ရှိနေရာရေပြာအိမ်ရွာကို ခွဲခွာရန်အစဉ်ပြေသောအကြောင်းကပေါ်လာသည်ထို့ကြောင့်ဝမ်းသာဝမ်းနည်းဖွယ်သောအကြောင်းမျိုးစုံကိုရင်ဝယ်ပိုက်ပြီးထွက်ခွာလာခဲ့သည်စိတ်ခိုင်မာသောသူဖြစ်လျက်နှင့်ခွဲခွာရတော့မည်နောက်ဆုံးချိန်နှင့်စိတ်ထိတ်ကြိုက်စရာကောင်းအောင်မောင်စိမ်းမောင်ပြောလိုက်သည့်စကားတော်ရန်၏အကွေထဲသို့လှဲဝင်တော်မူဆဲဆဲဝဲမခင်ရွှေသည် ူနှစ်ရှည်လာများနေထိုင်ခဲ့သည့်ရွာသူတန်ရုံးစဉ်ကြီးလာသည့်ကလေးများရှိနေသည့်ရွာသူ့ဘောမှာသွေးရင်ချလိုမြစ်တာထားသည့်ဖွားရွှေအိမ်တို့တားမိနေကြသည့်ရွာဤရေပြာအိမ်ရွာကိုနောက်ဆုံးမျောကြည့်လိုက်သည်ထိုအခါသူ့ဘောမှာကြီးမားသောဆွဲလန်းချစ်ခင်မှုဖြစ်နေသူမောင်စိမ့်မောင်ဤကြီးကွဲစွာနှမ်းမျောကြည့်နေသည့်တရံကိုပြတ်သားစွာမြင်လိုက်သည်လှဲကတော်ရန်အွေထဲကိုဝင်လိုက်ပြီးဖြစ်သည့်အတွက် မောင်စိမ့်မောင်ဤကြည်ကွဲလွမ်းဆိုသည့်တရံသည်မခင်ရွှေ၏မြင်ကွင်းမှပျောက်ကွယ်သွားစေကမူမခင်ရွှေ၏နှလုံးသားတွင်ကလွမ်းလွမ်းဆွေးဆွေးမျှော်ကြည့်နေသော မောင်စိမ့်မောင်တရံသည်မိပြောင်မရတော့ဘဲဖြစ်သွားသည်စိတ်ထဲတွင်ဝမ်းနည်းသလိုဖြစ်သွားသည်ယင်ထဲမှာဟာသလိုဖြစ်သွားသည်အိုးသူနဲ့ငါနဲ့ဘလို့မှမဖြစ်နိုင်တာကိုသူလည်းသိတယ်ငါလည်းသိတယ်သူကဆွဲလန်းနေလို့ဖွင့်ပြောတာတောင်မှငါမတုံမလှုပ်တီတီငိမ့်ငိမ့်နေနိုင်ခဲ့ပါရဲ့နဲ့ သူ့ရုပ်တရံကိုဘာကြောင့်ငါမနေနိုင်မဲတုံ့လှုပ်နေရတာလဲမခင်ရွှေသည်စိတ်တင်းသောအတွေးမျိုးတွေးကမျက်စိမှိတ်ပြီးဦးခေါင်းကိုတွတ်တွတ်ခါလိုက်မိသည် သူစိတ်ထဲမှာမြင်ရောင်နေသောမောင်စိမောင်၏ရုပ်တရံကတော့ပျောက်ွယ်သွားပါသည်သို့သောနှလုံးသားထဲမှာမှုံမှုံမွားမွားလေးတော့ထင်ကြံရည်သည်ကို မခင်ရွှေသတိထားမိဟန်မတူလေခန်းနှစ်မခင်ရွှေအလေတန်းပြဆီယမအဖြစ်တာဝန်ယူရသည့်ကြောင်းရှိသည့်မျိုးကလေးကမြေထားဘူတာယုံရှိသည့် ်မြေထားဗူဒာယုံနှင့်မျိုးကလေးသည်နေရာလုပ်ငန်းဖြင့်အသက်မွေးဝမ်းကြောင်းသူနေပါပြီးအားလုံးလူလူသည်အယောင်ဝယ်လို့ဖြင့်သာနေထိုင်ကြသည်အယောင်ဝယ်သမားများပြပြီးမြေထားဗူဒာယုံရှိနေသော မျိုးကလေးဖြစ်သောကြောင့်စီစီကားကားပင်ဖြစ်သည်ထိုမျိုးကလေး၏အလဲတန်းကြောင့်အဖြစ်တိုးမြင့်ရန်ရွယ်ချက်ရှိသည့်မခင်ရွှေကြားသည့်ရသည်ညီသည့်အတန်းရှိသည့်ကြောင်းဖြစ်စေ မခင်ရွှေကသူတောင်ဝင်ထမ်းဆောင်ရမည့်နေရာမှာရှိနေသည့် ူတင်ကြပေးရမည်ကလေးတွေကိုမူသူတက်သည်။စေတနာထားတင်ကြပေးရန်ကစိတ်ထက်သန်သူကလေးဖြစ်သည်။စာတင်ကြောင်းသည်မြို့ကလေးအစွန်မှရှိပြီးကျယ်ဝန်းသောကျောင်းဝိုင်းထဲမှတရက်လှပသောအဆောက်အုံဖြစ်သည်။ကျောင်းတစ်ဖက်တွင်မူလေကွင်းတချို့နှင့်တောတန်းလေးရှိသည်။ကျောင်းဝင်း၏တစ်ဖက်တွင်ခလန်းလန်းတွင်မူကျယ်ဝန်းသောခြံကြီးတစ်ခြံနှင့်ခြေတန်းရှိပြင်းအောင်သူမိုးအိမ်တစ်လုံးသည်ခြံကြီးအလဲလောက်မှရှိသည်။ဆီယမနေထိုင်ရွဲ့ကျွန်တော်တို့ပူညီပြစီ ဆီယမစိတ်သေးရှိတာပြောပါဟူသောစကားကိုအကြောင်းဆရာကြီးကဖော်ပြစွာပြောသည်အကြောင်းဆရာကြီးကအသက်အရွယ်အတော်တန်ပင်ကြီးရင်နေပြီသူဇနီးသူသားသမီးများနှင့်မျိုးရဲမှနေထိုင်သည်ဤမျိုးကလေးဤဇာတိချက်မျိုးဖြစ်သည်ကျမအနေနဲ့ကတော့အကြောင်းနဲ့နီးနီးတင့်လျော်တဲ့အိမ်တိမ်မှာသမီးလာကပေးစားနေလို့ဖြစ်မယ်ဆိုရင်အဲ့လိုအိမ်မျိုးမှာပဲနေချင်ပါလေဆရာကြီး။ကျောင်းနဲ့နီးနီးဆရာမနေချင်နေဆိုရင်ဟောဝချမ်းကြီးတဲကအိမ်မှာနေနိုင်မလား။ အိမ်ရှင်များကလည်းနွမ်းမကြတော့ဒီလိုထမင်းလားကားနဲ့ကျွေးရမယ်ဆိုရင်လက်ခံကြပါလိမ့်မယ်။အဲထမင်းလားကားအပြင်နေထိုင်ရတဲ့အိမ်ငန်းကလေးတော့ဆရာမအစ်တော်တို့ကြည့်ပေးလိုက်ပေါ့။တခုတော့ရှိပါလေဆရာမ။ဆရာကြီးကစကားအဆုံးမတတ်သေးဘူး။ဘာဖြစ်လို့လဲဆရာကြီး။သူတို့အိမ်ကညီငွေစရာလည်းကောင်းနောက်ပြီးတော့လည်းစိတ်မချမ်းသာစရာလည်းရှိတယ်လေ။သူတို့ကထမင်းလားကပေးစားတဲ့လူကိုစိတ်တန်းကြအောင်ချက်ကျွေးတော့ပေးရတဲ့လားကနဲ့တန်နေဆူရပေမဲ့ အဲ့ဒီစိတ်ချမ်းသာစရာလေးတွေညီငွေစရာလေးတွေရှိနေလို့လူရှောင်နေဆိုရမယ်။ဆီယမလိုပဲတခြားကပြောင်းလာတဲ့အမှုရန်နှစ်ဦးဆိုရင် ရုပ်တရက်နေစရာရှာမရသေးခင်အထာမကျသေးခင်မှာအခုလိုပေါ့။ဓမင်းလာကပေးစားခဲ့ကြတယ်။ဒါပေမဲ့နှစ်လပြည့်အောင်ဘသူမှမနေနိုင်ခဲ့ကြဘူး။စိတ်မချမ်းသာဘူးဆိုပြီးတခြားမှာဖြစ်တယ်လို့ရှာနေကြတယ်။လူနှစ်ယောက်ရှိပြီးပြောင်းကြတာ။အခုတော့သူတို့ကိုယ်တိုင်ကလည်းနာမည်ပြတ်တော့နည်းနည်းရှက်ကြလားမသိဘူး။ ပြောင်းရွှေ့ရောက်လာတဲ့ဆရာဆရာမအစ်စ်ကိုအရင်ကလိုအင်ကန်းရမယ်ထမင်းလာကကျွေးမယ်လို့မပြောတော့ဘူးဆရာကြီးပြောသည့်စကားတွေကိုမခင်ရွှေစိတ်ဝင်စားလာမိသည်ဆရာကြီးယုံငန်းကလှမ်းမြင်ရသောထိုးချံကြီးကိုမျှော်ကြည့်သည်ချံကြီးသည်တော်တော်ပင်ကျယ်ဝန်းသည်ကြီးမားသောတရက်ပင်ကြီးမယမ်းပင်ကြီးတွေကချံကြီးတစ်ခုလုံးကိုအုံဆိုင်နေသည်ကြီးမားသောတပင်ကြီးတွေသည်တချံလုံးညှို့ညှို့မှိုင်းမှိုင်းဖြစ်နေတော်လဲ တရက်ပင်နှင့်မယမ်းမင်ကိုသာမခင်ရွှေသည့်သည်အခြားတပင်များကိုဘာပင်တွင်မှမခင်ရွှေမသိချေတရက်ပင်မယမ်းမင်တွေကတော့မှိုင်းနေတာပဲအသီးတွေခူးရောင်းရင်တော့တော်တော်ပဆန်ရမှာမခင်ရွှေကမျှော်ကြည့်နေရမှအမှန်မတင်ပြောလိုက်မိသည် ထိုခါဆရာကြီးကဒီပင်တွေကတီးတယ်လို့ဆရာမထင်လားဟုမေးသည် မခင်ရွှေကချမ်းကြီးကိုမျှော်ကြည့်နေရမှဆရာကြီးဘက်ကိုကြည့်လိုက်သည် တဲ့နဲ့မယန်းကတော့ဒီမှာပေါ့ဆရာကြီးအချားပင်တွေကဘာပင်တွေလဲမသိဘူးမခင်ရွှေဖြေလိုက်သည်အချားပင်တွေကတော့တောင်တလဲပင်တို့ကနဇိုးပင်တွေပဲအားလုံးကတစ်ပင်ကြီးမျိုးဆိုတော့တစ်ချံလုံးအုပ်ဆိုင်နေတာပေါ့ခိုးတော့ကတော့တီးခဲ့ကြတာပေါ့ဆရာမသူချင်ရောက်ပြီဆိုရင်မယန်းနဲ့တည့်ရက်ကလည်းခုမနိုင်အောင်တီးခဲ့ကြတယ်တောင်တလဲဆိုတာကလည်းတကယ်မှဲ့ပြီဆိုရင်တကယ်စားကောင်းတဲ့အသီးတမျိုးပေါ့ဟိုရှိစားသူတွေတဲ့တောင်စားခွဲခဲ့ကြတယ်ဆရာမကြားဘူးပါလိမ့်မယ် ဆရာကြီးပြောစကားကြောင့်မခင်ရွှေသည်တစ်ပလွေတောင်တလဲရင်နှင့်နရွယ်ထောက်ရှာရှူတိုင်းငဲ့သားမလကာကွက်ကနေစိုးဟူသောရှီအောင်ကပြားလေးကိုစိတ်ထဲကကြားယောင်လိုက်မိသည်မခင်ရွှေကဆရာကြီးဆက်ပြောအံ့သောစကားကိုနားထောင်နေလိုက်သည်ဆရာကြီးသည်စိတ်ရှည်စွာဖြင့်မခင်ရွှေတီတူဟန်ဆန္ဒကိုယိမ်မိသည့်အလျောက်ဆက်ပြောလိုက်သည်သူပင်ဥစ္စာရှင်ရှိစဉ်ကတော့ဆရာကြီးခုတင်ကပြောခဲ့တဲ့အတိုင်းပြီးခဲ့ကြတယ် ခြံထွက်အသီးနှံတွေရောင်းရတဲ့ငွေကတော်တော်ကိုမြင့်မြတ်ကလေးရတာကြောင့်စားလောက်တောက်လောက်တောင်ရှိခဲ့ကြတာပေါ့အေးနောက်လူလက်ထဲလဲရောက်ကုန်ရောဘာဖြစ်ကုန်လဲမပြောတတ်တော့ပါဘူးတစ်ပင်တွေမသိတော့ပဲ ဖြစ်သွားကြတယ်ဆီယမရဲ့နားဆိုင်ထောင်နေသောမခေရွှေသည်များစွာစိတ်ဝင်စားလာသည်ဒါဖြင့်အခုနေကြတဲ့လူတွေကအရင်မူလပင်းဥစ္စာရှင်တွေဘလို့တော်ဆက်ကြလဲဆရာကြီး အခုလက်ရှိနေထိုင်တဲ့ဇနီးမောင်နှံကမူလပိုင်ရှင်ကတဆင့်ဝယ်ထားတဲ့ချန်ရှင်ရဲ့တပည့်ရင်းတွေပဲသူတို့မှသာသမီတယောက်မှမရှိကြဘူးအခုရှိနေတဲ့ကလေးမလေးကကွယ်လွန်သွားကြတဲ့တဆင့်ဝယ်ချန်ရှင်ရဲ့သမီးလေးဆီယာမရဲ့တနာစရာတော့ကောင်းပါတယ်လေဆရာကြီးကစိတ်မကောင်းဟန်ဖြင့်ပြောလိုက်သည်ဘာဖြစ်လို့လဲဆရာကြီးမခင်ရွှေကမေးသည်စိတ်မနှံ့ရှာဘူးဆီယာမရဲ့အဲ့ဒါကြောင့်လဲလူရှောင်ကြတာပေါ့ အဲ့ဒါဆရာမရုံတည်းရဲ့အစဉ်ပြေတဲ့အိမ်မတွေ့သေးခင်မှာနေခြင်းနဲ့ဆိုရင်ခဏတစ်ဖြုတ်တော့နေလေဆရာကြီးအိမ်ရှာကြည့်လိုက်ပါဦးမယ်စိတ်မနှံ့တဲ့အမျိုးသမီးကဘယ်ရွယ်လောက်ရှိပါပြီလဲဆရာကြီးမကြည့်သေးပါဘူးကွယ်ဆရာကြီးကပြောရင်းဆိုရင်ထိုချံကြီးစီတို့မျောကြည့်လိုက်သည်ထို့နောက်ဟောဟောဟိုကလေးမလေးပဲဆရာမဟူဆိုကလက်ညှိုးညွှန်ပြလိုက်ဤမခင်ရွှေသည်ဆရာကြီးလက်ညှိုးပြရာသို့ကြည့်လိုက်သည်ချံကြီးအဝင်ဝနာအစ်ပင်ကြီးတပင်အဝဲ ညဉ့်ညဉ့်ရောင်ထမင်းဖြူညဉ့်ညဉ့်ရောင်အင်ဂျီဝှထားသည့်မိန်းကလေးတယောက်ကိုမြင်ရသည် အသက်ရွယ်ကိုမူအနီးကပ်ကြည့်မြင်ရသည်မဟုတ်သောကြောင့်မခင်ရွှေကအမှန်တိုင်းမခံမှန်းနိုင်ပဲဖြစ်နေသည်သို့သောအသက်ရွယ်မှာအနေငယ်တော့ငယ်ရွယ်သူဖြစ်ပေလိမ့်မည်ဟုမခင်ရွှေထင်မိသည်အသားရောင်ကဖြူပွေးသည်ကိုတွေ့ရသည်သပင်တွေကဥကောင်းထဲမှပွာရာရာကျနေသည်ထိုမျိုးသမီးတရံသည်တပင်ကြီးအောက်မှရက်ပြီးခြံဝင်းပြင်ဘက်ကိုမျောကြည့်နေသည် အဝေးကတွေ့မြင်ရသည်ပင်ဖြစ်တော်လဲဘာကြောင့်မှန်းမသိမခင်ရွှေသည် ထိုအမျိုးသမီးတရံကိုကြည်ပြီးစိတ်ထဲကတနာနေသည်ကြောင်းစရာကြီးကစိတ်မနှံ့သူဟုပြောခဲ့သည်ယခုမခင်ရွှေအမြင်မှာစိတ်မနှံ့သူနှင့်မတူပဲကြီးစွာသောဘူးဆွေးသောကဖြစ်နေသူသို့မဟုတ် အကျဉ်အကျက်ဒုက္ခတွေ့နေသူဤတရံမျိုးဟုမခင်ရွှေစိတ်ထဲမှာထင်လိုက်မိ၏ထိုမျိုးသမီးမျှော်ကြည့်နေသည့်ဟန်မူရာကစိတ်နှောင့်နေသူယူးသွနေသူတို့ဤဟန်မျိုးမဟုတ်ပဲ အာကိုရာတွင်နိုးနိုးမျောလင်းဆောင်စားကြည့်မျောနေသည့်အသွင်မျိုးဖြစ်သည်ဟုမခင်ရွှေထင်လိုက်မိသည်စိတ်မမှန်သူ ယူသူနေသူဆိုလင်းသွေးသားအရင်းချဖြစ်နေသူတွေသာလင်းသီးခံပြီးနီးနီးကပ်ကပ်နေထိုင်ကြသည်သွေးမတော်ဆက်သူအဖိုးကစိတ်မနှံ့သူ ယူသူတို့တို့ကစိတ်ကိုအဆိုးမရသူပြီးပြီးရိုက်ချင်ရိုက်မိတတ်ချင်တတ်မိထို့ကြောင့်အမည်သည့်သစိန်းကားများနီးနီးကပ်ကပ်မနေလိုသို့တော်မခင်ရွှေသည်သူလှမ်းမြင်နေရသည့်စိတ်မနှံ့သူလေးကိုစိတ်ထက်ကတနာနေသည် နီနီကကလီလာလိုသောဆန္ဒမျိုးပေါ်လာသည်ထို့ကြောင့်အကြောင်းဆရာကြီးပြောပြသည့်ခြံကြီးเจ้าကလည်းမခင်ရွှေလိုထူးထူးဆန်းဆန်းအဖြစ်မျိုးကိုစိတ်ဝင်စားသူတရားအဖို့မှတ်တမ်းလေးတစ်ခုရလင်လဲမနေဟုသဘောကျစရာဖြစ်နေသည်ထို့ကြောင့်ဒီခြံထဲကအိမ်မှာပဲအခိုက်တန့်တော့ကျမသမီးသားကဘေးစားနေပြရစဉ်ဆရာကြီးတဲကအတွက်ကိုလည်းထိုက်တန်သလိုကျမပေးပါမယ်ဆရာကြီးကကျေးဇူးပြုပေးပါ မခင်ရွှေဤလူလူချင်းချင်းပန်ကြားချက်ကိုဆရာကြီးစိတ်ထဲမှာအံ့ဩသွားမိသည်ဤချန်ကြီးနှင့်ဤမိသားစုကြောင့်ကိုပြောပြထားလျက်နှင့်တိုးဆုံဟန်မရှိဘဲနေလိုကြောင်းပြောပြနေသောမခင်ရွှေကိုအေးလေလောလောဆယ်တော့ဆရာမဖို့အစင်သိမရှိသေးဘူးမဟုတ်လားနေလိုက်အောင်ပေါ့ဆရာကြီးလည်းမျိုးထဲမှာအစင်ပြင်းမဲ့အိမ်စုံစမ်းမအောင်မယ်ကဲကျောင်းစင်ချိန်မှာဆရာကြီးနဲ့အတူဆရာမပါလိုက်ခဲ့အခုတော့ဆရာမလည်းခီးရောက်မဆိုင်ဖြစ်နေတော့ကျောင်းထဲမှာပဲ ဆီယမားတွေစာတင်ချိန်ပြီးရင် အနားယူလို့ရတဲ့အခန်းရှိပါတယ်။အဲ့ဒီအခန်းမှာဆီယမားနားနေလိုက်ပါအောင် ဟုပြောသည်။မခင်ရွှေကဟုတ်ကဲ့ဆရာကြီးကျေးဇူးတင်ပါတယ်ဟုပြန်ပြောလိုက်သည်။ဆီယမားများအနားယူသည့်အခန်းသို့သူပစ္စည်းကလေးများထည့်ထားသည့်လွယ်စဲအိမ်နှင့်အိယာလေးတစ်ဖက်စီဆွဲကားထွက်လာခဲ့သည်။အခန်း၃မခင်ရွှေသည်အကြောင်းဆရာကြီးဤဆောင်ရွက်ပေးချက်ဖြင့်သူစိတ်ဝင်စားသောထူချန်ကြီးတဲကအိမ်မှာခမင်းလာကရောတဲကူသည့်ခန်းကရော ်တင်းလျော်သည့်နှုံးဖြင့်အင်ရှင်တွင်ဂျီနတ်လက်ခံသည့်ဧည့်သည်ဖြစ်သွားလေသည်ခြေတန်းရှိတထက်အိမ်ဖြစ်တော်လဲအိမ်မှာတော်တော်ပင်ကျင်းဝန်းသောကြောင့်ကျင်းဝန်းသောအိမ်ဖြစ်သည်အင်ရှင်ဖြစ်နေသောဇနီးမောင်နှံနှံမြီမှာဥဖေဆိုင်နှင့်ဒေါ်ငွေဖြစ်ကြောင်းသိရသည်ဆ iam မအတွက်ကျုပ်တို့ပေးထားတဲ့အခန်းကဒီတိန်လုံးမှာအကောင်းဆုံးအခန်းပါပဲဖို့တစ်ဖက်ကဝရဏာတွဲထားတော့ဆ iam မအတွက်အေးအေးလူလူဝရဏာထွက်ပြီးစားလေးပါလေးဖတ်နေနိုင်တာပေါ့ တခုပဲဆီယာမကိုကျုပ်တို့ကြိုတင်ပြောချင်တာရှိပါတယ်လူမမြဲသည့်အတွက်ဝင်ငွေထိခိုက်နေစမှာသူတို့အိမ်တရင်ကိုကြားသည့်လျက်နှင့်လုံလုံချင်းချင်းလာနေသောမခင်ရွှေကိုဥဖေဆိုင်နှင့်ဒေါငွေတို့ဇနီးမောင်နှံနှစ်ယောက်ကဝမ်းမြောက်ဝမ်းသာဖော်ရွှေစွာဆက်ဆံပြီးမခင်ရွှေစိတ်တိုင်းကြဖြစ်စေရန်အကောင်းဆုံးအခန်းကိုပေးသည်သူတို့ကိုယ်တိုင်အခန်းကိုတန်ရှင်းပေးသည်ထို့နောက်မခင်ရွှေကိုဥဖေဆိုင်ကကြိုတင်ပန်းကြားလိုသောစကားကိုပြောသည် ဘာပြောချင်လို့ပါလဲဦးလေးရေပြောစရာရှိတာပြောတာပြောပါကြိုတင်တီထားမှကျမအနေနဲ့နေတတ်ထိုင်တတ်သွားမှာဖြစ်ပါတယ်အမနာပါနဲ့ဦးလေးတို့စိတ်แทရှိတာသာပြောပါမခင်ရွှေကပုံဝင်နေလင်းပြောသည်ထိုခါဥပိဆိုင်ကဇနီးတဲ့တော်ငွေကိုလှည့်ကြည့်ပြီးပြောပြလိုက်ပါမငွေမင်းတို့မိမချင်းပြောကြတာက ပို့ပြီးတော့စုံနေတာပေါ့ဟူဆိုကမခင်ရွှေနဲ့သူဇနီးတဲ့ကို ထားခဲ့ပြီးအိမ်ပေါ်မှဆင်းသွားသည် ပြောလို့ရစကားတွေကိုလွတ်လွတ်လပ်လပ်ပြောနိုင်ရန်ထွက်သွားသည့်သဘောဖြစ်သည်။ဥပေဆိုင်နှင့်ဒေါ်ငွေကနှစ်ယောက်စလုံးအသက်40ကျော်50တွင်းတွင်ဖြစ်သည်။တာသမီတယောက်မှမရှိပေ။မခင်ရွှေသည်မနေ့ကဤမျိုးတို့ရောက်သည့်နှင့်ချက်ချင်းတွားရောက်ပြီးဆုံကသူတော်ဝင်လက်ခံရန်ရောက်လာပြီးဖြစ်ကြောင်းသတင်းပို့သည်။ယနေ့ဤရင်တို့ပြောင်းလာသည်။နေထိုင်ရေးအတွက်ပြင်ဆင်ရန်အကြောင်းဆရာကြီးကငင်းညာသောစိတ်ဖြင့်ဤနေ့တည်းရဲ့ခွင့်ပေးထားသည်။ ထို့ကြောင့်မခင်ရွှေကသူ့အတွေ့ရသည့်အခန်းမှာပါလာသည့်ပစ္စည်းလေးများနေရာချထားနေသည်ကိုဒေါ်ငွေတို့ဇနီးမောင်နှံကကူညီရင်းစကားပြောနေကြခြင်းဖြစ်သည်မခင်ရွှေရောက်လာပြီးအင်္ဂန်လေးကိုပြင်ဆင်လုပ်ကင်ပြီးဒီတိုင်အောင်မင်းကမခင်ရွှေတွေ့ခဲ့ရသည့်စိတ်နှောင်နေသည်ဆိုတော့မိန်းကလေးကိုအရေးရောင်များပင်မမြင်ရသည်ချေလူရိပ်လူရောင်ထား၍လှုပ်ရှားသွားလာသည့်တန်ကိုပင်မကြားရသည့်အတွက်မခင်ရွှေကများစွာသိကျင်နေသည် သို့တော်ရောင်းနေရောင်းချင်းဆောင်းနှင့်ထွင်းဆိုသလိုဖြစ်မည်သို့သောကြောင့်မမေးသေးပဲအရေးချီကိုသာမတိဟန်ဆောင်အကဲခံနေရသည်ယခုဥဖေဆိုင်ပြောသည့်စကားသည်ထိုမင်းကလေးအကြောင်းပင်ဖြစ်လိမ့်မည်ဟုမခင်ရွှေတွေးလိုက်မိသည် မခင်ရွှေတွေးမိသည့်အတိုင်းပင်ဒေါ်ငွေက ပြောပြသည်ပြောစရာဆိုတာကတော့တခြားမဟုတ်ပါဘူးဆီယမကျုပ်တို့သမီးလေးအတွက်ဆီယမမှာစိတ်အနှောက်ရှက်ဖြစ်မှာဆိုလို့အဲ့ဒီအကြောင်းကိုကြိုပြောမလို့ပါဩဒေါ်တော်တို့မှာသမီးရှိတယ်လား အခုအိမ်မှာရှိနေတာတော့ဘာတမ်းမှလည်းမကြပါလားဟုမေးလိုက်သည်ရှိပါတယ်ဆီယမ်မသမီးကဟိုနေစိတ်နှောင့်နေတယ်ယူနေတယ်ဆိုပါတော့ဆီယမ်မရဲ့သူကအိမ်ကိုဧည့်သည်လာရင် စိတ်နည်းနည်းထတတ်တယ်ရိုက်မယ်တတ်မယ်ဆိုတာမျိုးလုပ်တတ်တော့အရင်ရောက်လာဘူးတဲ့လူနှစ်ယောက်ပြောင်းပြေးကြရတယ်သူတို့မှာစာဝင်နေကြက်တဲ့တော့အခုလိုအိမ်မော်တဲခုသူလက်ခံသမင်းလာကကြွေးတဲခုကန်းကယူဆိုရင်နည်းနည်းစားပေါက်လေးချောင်းနေပေါ့ဆရာမရဲ့ ဒီယူမကြောင့်လက်ပိတ်သလိုဖြစ်နေတာအဲ့တော့ဆီယမအနေနဲ့ဒီယူမအတွက်စိတ်ညစ်ပြီးပြောင်းပြေးမှာကိုစိုးရိမ်နေတယ်။ဒေါ်ငွေညင်းညူညူဖြစ်ပြောသည်။မခေရွှေသည် သူ့ကိုစိတ်ပြေဟန်ပေါ်နေသလားဟုသောမယုံမရဲစိတ်ဖြင့်ဒေါ်ငွေအကဲခတ်ကြည့်နေကြောင်းသိသည်။ထို့ကြောင့်လေးတန်တော်တော်ဖြစ်ပင်ပြန်ပြောသည်။အခုတော့နေတာကငြိမ်သားပဲ။ဒီတိုင်းဆိုရင်တော့ကျမတို့ဘာမှစိတ်နှောက်ရှက်ဖြစ်မယ်မထင်ပါဘူးတော်တော်။မခေရွှေစကားကြောင့်ဒေါ်ငွေမဲ့ပြုံးပြုံးလိုက်သည်။ အင်းနပြားကြီးအကြောင်းမသိသေးလို့ပါအကြောင်းသိရင်တရေတောင်ဖင်ထိုင်ခြင်းမမဟုတ်ဘူးဆိုတဲ့စကားပုံရိုင်းရိုင်းလိုပဲဖြစ်နေပြီအကြောင်းမသိတဲ့လူကတော့ဒီတိုင်းပြောကြတာပဲဒီကောင်မလေးကဝမ်းတွင်းမှာအယူတော့မဟုတ်ဘူးလွန်ခဲ့တဲ့၅နှစ်လောက်ကမှယူတာသူယူတာကတမျိုးပဲသူ့မျက်နှာကိုလူမြင်မခံဘူးဆီယမရဲ့အမြဲကောင်းကိုင်းဆိုင်ချပြီးငုံနေတယ်ဘသူ့ကိုမှမျက်နှာချင်းဆိုင်မကြည့်ဘူးသူ့မျက်နှာကိုအတင်းကျပ်ချုပ်ခိုင်းပြီး မျက်နှာချင်းဆိုင်အောင်လှုပ်လိုက်ရင်မျက်လုံးကိုတအားမှိတ်ထားတယ်။ဒုံငေကစကားရိုက်ပြီးဆက်လိုက်တို့ကိုဖြာနေသည်။ဘလို့လဲသူတစ်ပါးရဲ့မျက်လုံးချင်းဆိုင်မကြည့်ဝင်တဲ့သဘောမျိုးလား။မခင်ရွှေကမေးသည်။ဘလို့မှန်းကိုမသိပါဘူးဆီယမ်မရဲ့။သူတယောက်တည်းနေလဲမျက်နှာကိုအမြင်ငုံနေတာပဲ။အဲ့မျက်နှာမငုံတဲ့အခါဘလို့လုံနေတယ်မှတ်လဲဆီယမ်မ။ဒုံငေကဆက်လိုက်တို့ကိုချပြီးပြန်မေးသည်။ဘလို့လုံနေလို့လဲတော်တော်။ ။ဒုံဝေကမကြည့်ဘူးသောအတန်းဖြစ်ဖြစ်ညှိရဲ့ပြီးပြောသည်။သူ့မျက်နှာကို အစင်းမြဲလဝါနဲ့အုပ်ထားတတ်တယ်။ကျို့တို့တိတ်တိတ်ချောင်းကြည့်ပေါင်းများပြီ။သူ့တယောက်တည်းနေတဲ့အခါသူ့မျက်နှာကိုဘလို့လှုပ်ထားလဲသိချင်လို့လေ။ငုံရင်ငုံမငုံရင်လဝါအုပ်ထားတာကြီးပဲတွေ့နေရတာ။ကြာတော့ကြည့်ရမှညင်းဝေပြီးဂယူးဆိုင်မကြည့်မိတော့ဘူး။အင်းငယ်ထွက်တဲ့အခါကောတော်တော်ဘဲမှမကြည့်ဘူးခေါင်းကြီးငိုင်းဆိုင်ချငုံထားတာပဲဆီယမ်မဒုံဝေးစကားကြောင့်မခင်ရွှေဤတန်နေရသည်ပိုပြီးခိုင်လုံးသလိုဖြစ်သွားသည် အိမ်ထဲမှာဖြစ်စေအိမ်ပြင်မှာဖြစ်စေမိသည့်အခါမျှခေါင်းမမော့ခဲ့ပါဘူးဟုဒေါ်ဝီကအခိုင်အမာပြောနေသောစိတ်ဝင်စားရှင်မင်းကလေးသည်မနေ့ကမခေရွှေတွေးလိုက်စဉ်ကတနာစပွဲဝမ်းနေကြည်ကွဲသောမျက်နှာလေးဖြင့်ဝေးလံသောဒေသသို့အားကိုးစရာရှာဖွေသည့်အလားနေလံသည့်အရက်သို့ မျှော်ကြည့်နေသည့်အတွင်ကိုတေချာစွာ တွေးခေရသည်တခုခုတော့သူသိလျှိုးဝဲချက်ရှိနေမည်လားကလေးမလေးသည် တကယ်စိတ်နှောင့်နေခြင်းဟုတ်နိုင်ပါမည်လား သူမျက်နှာကိုလူမြင်မခံသူတစ်ပါးနှင့်ဤသည့်ခါမြမျက်နှာချင်းမဆိုင်ပဲရှောင်လွှဲနေရသည့်ခါမျက်လုံးစုံမှိတ်ထားခြင်းဆိုခြင်းသည်အကြောင်းရှိရပေမည်စိတ်နောက်ယူသူတို့မျက်လုံးသည်လူကောင်းသူကောင်းမျက်လုံးမျိုးနှင့်မတူအတွင်းစိတ်မမှန်ကြောင်းနောက်နေကြောင်းယူနေကြောင်းကိုထင်ရှားသည့်သာသည့်လက္ခဏာကိုပြပြတသားဖော်ပြသည့်မျက်လုံးမျိုးဖြစ်သည်အခုကလေးမလေးသည်မိသူနှင်းမျှမျက်လုံးချင်းမဆိုင်သည်မှာသူမျက်လုံးသည်ယူသူနေသူစိတ်မမှန်နေသူမဟုတ်သည့်အတွက် မျိုးလုံးသဘောမှန်ကိုလူသိမည်ဆိုသောကြောင့်ယခုလိုအပြုမူမျိုးပြုမူနေခြင်းလားဟုသောအတွေးကိုမခင်ရွှေတွေးလိုက်မိသည်မခင်ရွှေတွေးနေစဉ်မှာဒေါ်ငွေကဆက်ပြောလိုက်သည်ဒီယူမကြောင့်ဆီယမလည်းစိတ်ဝင်စားပုံရပါတယ်နောက်ပြီးဒီယူမကြောင့်ဆီယမဒီရင်ကပြောင်းမသွားဘူးလို့ခိုင်ခိုင်လုံလုံပြောနေမှကျုပ်တို့လည်းစုံစုံနေနေပြောပြရမှာပေါ့ဆီယမရဲ့ဒေါ်ငွေစကားကြောင့်မခင်ရွှေဝမ်းသာသွားသည်ဒေါ်ငွေကမိကဲ့သို့ပင် ပြောစီကားမူ မခင်ရွှေသည် သူစိတ်ဝင်စားနေမိသောသူစိတ်ထဲမှာတန်လျာဖြစ်နေမိသောစိတ်ဝင်စားရှင်၏အကြောင်းကိုစုံလင်အောင်သိရတော်မူဖြစ်သည် ထို့ကြောင့်ပြောပြပါတော့ကျမကဒီလိုအကြောင်းမျိုးဆိုရင်တိတ်နားထောင်ကြပါလေဟုတိုက်တွန်းလိုက်သည်ဒေါငွေကစလိတ်တို့လေးကိုအာရပါရသုံးလေးဖွာများလောက်စတိုက်ဖွာလိုက်ကစလိတ်ကိုဘေးချပြီးပြောသည်ကိုမခင်ရွှေစိတ်ဝင်စားစွာနားထောင်နေသည်စိတ်ဝင်စားရှင်လေး၏နာမည်သည်မေဆန်းမြိုင်ဖြစ်သည် အသက်15နှစ်ခန့်ရှိပြီးအသက်15နှစ်ခန့်ကစပြီးစိတ်နောက်ဒီမှာသွေးဦးသားယူနောက်ဟန်မတူပဲအရွယ်ရောက်လာစမင်းမပြို့တို့သွေးသားဖောက်ပြန်ကကျင်ဘက်ကိုလူကျင်စောဖြင့်စိတ်ဖောက်ပြန်သွားဟန်တူသည်ဘယ်ကြောင့်ဆိုသောဤအိမ်မှာမြို့တမျိုးတရွာက ရောက်လာသည့်အစိုးရမူရန်နှစ်ဦးကိုတဲခိုသည့်အခန်းကထမင်းလာကယူပြီးလက်ခံပူးကြထိုလူနှစ်ယောက်၏အသက်ရွယ်မှာတယောက်ကအစိမ့်သာသာရှိသည်တယောက်က40ခန့်ရှိသည်သူယောက်ျားနှစ်ယောက်လုံးက သူတို့ကို မေဆန်းမြိုင်သည်ဥကောင်းငိုက်ဆိုင်ချလျက်နှင့်အာကိုပြသည်ဟူသောစကားများကိုဥဖေဆိုင်နှင့်ဒေါ်ငွေလစ်သည့်ခါတိုင်းပြောတတ်ကြောင်းသူတို့ကမိတို့များမတုံ့ညံသောအခါစိတ်ဆိုးပြီးတမ်းမီရိုင်းမီဟန်မျိုးပြူသောကြောင့်ထို့ကြောင့်မနီလိုသောကြောင့်ပြောခါပြောင်းရွှေ့သွားကြသည်စိတ်ဝိညာဉ်ရှင်လေးမေဆန်းမြိုင်အကြောင်းကိုဒေါ်ငွေကဤမျှသာပြောပြီးမဲ့လိုက်သည်ထို့နောက်ချိုးဖဲ့သောလေးတန်းဖြင့်ဆက်ပြောလိုက်၏ယူရာက ယူယူယူရာမှမဟုတ်ပဲဆီယာမရဲ့ ရန်ရန်ပြောရရင်ယောက်ျားသိမ့်လူချင်းတွေလို့ယူသွားတာခက်တာကမယူခင်ကသူ့ကိုယ်သူသီလရှင်လို့တော့မဲ့ဟန်မျိုးယသေးဝိပြီးတောထွဲတော်မီဟန်မျိုးလုံးနေခဲ့တော့ဘသူကမှလည်းမကြိုက်ကြဘူးဟန်လုံးလုံးပြီးယောက်ျားသိမ့်လူချင်းလာတဲ့ခါကျတော့ကြိုက်မဲ့သူ မရှိတော့ဘူးလေဒီတော့ယူတော့တာပေါ့ဒေါငွေစကားတွေကိုကြားရချင်းဖြင့်သူတို့ဇနီးမောင်နှံကတမိကလေးဖြစ်ပါသည်ဟုပြောနေစေကားမူပြောသည့်စကားတွေက တမီးရင်းကိုစေတနာစေတနာထားပြောသည့်စကားမျိုးမဟုတ်ကြောင်းများစွာထင်ရှားနေသည်ထို့ကြောင့်အကြောင်းဆရာကြီးပြောလိုက်သည့်အတိုင်းကွယ်လွန်ကုန်ကြသောဤချမ်းရှင်ဇနီးမောင်နှံမွေးစားခဲ့သည့်အာကူရမဲ့ဒုက္ခသည်လေးဖြစ်သည်ဟု မခင်ရွှေအမှန်တိုင်းပင်တွေးမိလိုက်သည်ဒေါငွေကဆက်ပြော၏သူကအာကူပြသည်ဆိုတာရှင်းရှင်းပြောရရင် မိမကစပြီးလူပြိုလှဲ့တာပေါ့အာကူပြသည်ဆိုတာသူ့ကိုမရဖြစ်ယူပါလို့ပြောတာနဲ့အတူတူပဲဆီယမရဲ့ မခင်ရွှေသည်ဒေါ်ငွေစကားကိုထောက်ခံခြင်းမပြုနိုင်ပဲဒေါ်ငွေမျက်နှာကိုသာငေးကြည့်နေသည်ဒေါ်ငွေသည်နှုတ်ဆိတ်နေသောမခင်ရွှေကိုကြည့်ကဆီယမကိုကျမပြောပြတာသိပြီမဟုတ်လားအဲ့ဒါစိတ်ချမ်းသာအောင်သာနေပါဆီယမကယောက်ျားမဟုတ်ဖဲမိန်းမဖြစ်နေတော့သူအားကိုးပြရစီလို့ပြောမှလည်းမဟုတ်ဘူးအနာကိုလည်းလာမှာမဟုတ်ဘူးဟုပြောသည်သူအားကိုးပြရစီဆိုတာကယောက်ျားကိုသာရွေးပြောတာလားတော်တော်စဉ်းစားနေသောမခင်ရွှေကမေးသည် ်ဒေါ်ဝေကရေပြီးဖြေသည်ယောက်ျားတိုင်းကိုပြောတာမဟုတ်ဘူးသူယူတဲ့စိတ်နဲ့ပြောမိပြောရပြောတယ်ဆိုရင်ကျုပ်ယောက်ျားကိုဖြေဆိုင်လဲယောက်ျားပဲဟာသူပြောမှာပေါ့အခုတော့မဟုတ်ပါကိုဖြေဆိုင်ကိုတော့အနာလာတာတောင်မကြိုက်ဘူးခေါင်းလိုက်ဆိုင်ချထားပေမဲ့ရံမှုမဲ့ဟန်မျိုးအသိမြင်ထားတာသူအားကိုးကျင်တာကကိုဖြေဆိုင်ထဲငယ်တဲ့လူလူလို့ကိုသာအားကိုးကျင်တာဆိုတော့သူ့ယောဂါကိုဆ iam မပဲတွေးကြည့်တော့လေ ။နောက်ပြီးဆီယမမေးသလိုယောက်ျားကိုပဲပြောတယ်။မိန်းမဖြစ်တဲ့ကျမကိုလည်းမပြောဘူး။ဒုံဝေက ပြောပြီး"ကဲဆီယမလည်းတော်တော်ဆုံဆုံနေနေတီးလိုက်ပြီပဲ။ကြာကြာနေရင်ဓာတ်ထည့်ပို့ပြီးဆုံဆုံတီးရမှာပေါ့။လှုပ်ရှားရှိတာလှုပ်အောင်။ရေမိုးချိုးခြင်းရင်ခြံထဲကရေတွင်းမှာစသီးချိုးတက်ပြီးတော့ရေပုံးအစင်းလေးရှိတယ်။ကျုပ်လည်းညနေစာချက်ဖို့ဈေးပြေးလိုက်အောင်မယ်။မနက်ကပြောင်းလာကားစားကပင်မခင်ရွှေကဈေးသုံးရန်ထမင်းလာကားကိုကြိုတင်ပေးထားလိုက်သောကြောင့် ဒေါ်ငွေများစွာကျင်းတ်သောစိတ်ဖြင့်ပြောကမခင်ရွှေနာမထထွားသည်မငွေနင်းစည်းသွားခိုင်ငါလဲအင်ကုန်ဤသွားဆောင်လိုက်အောင်မယ်ပစံမရှိလို့အင်ကုန်လာတောင်းတဲ့သူကိုတောင်းမှန်ဆိုင်းထားရတာ၃လရက်ရှိနေတာနင်းသည့်ပဲဥဖေဆိုင်ပြောသည့်တိုင်းအင်ကုန်ဆောင်စရာမရှိသည့်အတွက်ဆိုင်းငံ့ထားရသည်ယနေ့မှမခင်ရွှေကြိုတင်ပေးသည့်ငွေလေးရပြီဖြစ်သောကြောင့်ဇနီးမောင်နှံနှစ်ယောက်တယောက်တလန်းထွက်သွားကြသည်ဟုတ်ကဲ့ပါရှင် အပိုင်းတစ်ကိုဒီမှာပဲရန်နာလိုက်ပါမယ် ကျမတို့နောက်ထပ်အပိုင်းနှစ်မှာပြန်လည်ဆုံတွေ့ကြပါမယ်နော်။နားဆင်ပြီးခဲ့သူအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်ရှင်။